to remain may change a lot they may don't need on chia di ဒီတယောက်တည်းပဲရှိတာပေါ့နော်ကိုယ်ကနောက်တယောက်လည်းရှိမှာမဟုတ်တော့ဘူးဆိုတော့ဒီသမီးလေးကကိုယ့်အတွက်အရာရာပဲဘောရာလိုပဲပေါင်းတယ်သူ့ကိုဘာလို့လဲဆိုတော့ခုခေတ်ကကလေးတွေကလေဘောရာလိုပေါင်းပါလေနော် ဟိုတမီးကလိမ်မာရဲ့ဘလော့ပြောပြောကိုကမမြင်ရတဲ့နေရာမှာသူတင်းနေချာရွယ်ရောက်လာသူဆိုတော့ရှိမှာပဲကိုရိုက်လိုက်လို့ကိုတမီးကအသားပဲနာသွားမှာသူအခေါင်းထဲမှာအတိရမှာမဟုတ်ဘူးလေ baby you are my life တိုက်ကြဆိုတော့ပေးလို့မှာပါအဓိကတော့ तू အခုတင်းနေကြရောက်ပြီ तू 16နှစ်ပေါ့16နှစ်ပြည့်လို့ရှိရင်အာ तू ကို तू လဲစဉ်းစားဉာဏ်တစ်ခုရှိပြီ तू ရဲ့ပညာရေးချင်းလဲ तू ဟာ तू အနေထားတစ်ခုရောက်ပြီဆိုရင် तू လောက်ချင်တာပေးလို့မှာပါရှင် ဟိုအနုပညာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကားရိုက်တာတော့ဘာလို့တော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဘလို့မျိုးလဲလုပ်လဲဆိုတော့ဥပမာကိုငင်းမရတဲ့လူခင်တဲ့လူတွေနဲ့အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုပရီဇန်တာလုပ်ပေးတာတို့နောက်ကတချင်းဆိုတာတို့အဲ့လိုမျိုးလေးတော့လုပ်ဖြစ်တယ်အခုကမို့ကနောက်ပိုင်းအခုဘာဖြစ်လို့မလုပ်ဖြစ်လဲဆိုတော့အဓိကထားပြီးလုပ်ဖြစ်နေတာ event management ပေါ့တငယ်ချင်းနဲ့တွဲပြီးတော့လုပ်နေတော့အဲ့အဲ့လုပ်ကလေးတွေကြတော့ဥပမာကိုက event management ပွဲတပွဲလုပ်ပါရထားစင်မော်တက်နေလို့ရှိရင်အောက်ကအဲ့လိုမျိုးဟိုအလွဲချော်ရေးဖြစ်မှာဆိုလို့ပေါ့နော်အဲ့လိုမျိုးလေးနဲ့မလုပ်ဖြစ်တာဟုတ်ကဲ့ရှင် တမီးကဟိုတနေ့ကမှ73နှစ်ပြည့်သွား73နှစ်ပြည့်သွားပါပြီတမီးနာမည်ကကြည်စင်ဖူးမေပါဒါပေမဲ့သူ့ရဲ့အိမ်မှာတော့ pink လို့ခေါ်ကြတယ်အเจ้าမလို့ pinky လို့ပါလို့ခေါ်ကြတာပေါ့ဟုတ်ဟုတ်ဒီတယောက်တည်းပဲရှိတာပေါ့เนาะကိုကနောက်တယောက်လည်းရှိမှာမဟုတ်တော့ဆိုတော့ဒီသမီးလေးကကိုတွက်အရာရာပဲအဲဘယ်လိုပြောမလဲ तू ကအရင်လည်းတိတက်တင်ငယ်လေးတည်းရပါပေါ့เนาะနောက်စားလဲစူးစားရတယ်ဆိုတော့ तू အဲ့လိုမျိုးလေးပေါ့ဟိုအလိုလိုက်တယ်ဆိုတာကလည်းအခု तू ပြောထားတာတခုပဲစာပေါ့เนาะအခုချိန်မှာစာအဓိကစူးစားပြီးကျန်နာမိမိ တက်နိုင်သမျှကိုဖြည့်ဆည်းပေးမယ်ပေါ့နော်။ဒါပေမဲ့သူ့ကံလေးကလည်းကောင်းတယ်။သူလိုချင်တာလေးဆိုကိုဒီဘက်မှာအလုံးလောက်တာဖြစ်ဖြစ်အဲ့လိုဝက်ဆန်လေးတွေပါလေးလိုလိုဝင်လာပေါ့သူလိုချင်တာလေးဆိုလို့ရှိရင်အဲ့ဒါပေမဲ့သူလိုချင်တဲ့ပစ္စည်းဆိုလည်းအဲ့လိုမျိုးလက်ဆောင်ရတာဘာညာအဲ့လိုမျိုးပြည့်ရယ်ဆိုတော့သူကံလေးပေါ့အဓိကသူ့တော့အလိုလိုက်တယ်ဆိုတာစာကြိုးစားခိုင်းတယ်စာပေါ်မူတည်ပြီးသူ့အလိုလိုက်တာပါဟုတ်ပါဒနာပါတယ်ကို तू ကအမလီကေပေါ့အရန်ကြိုက်တာဟာ तू ကကိုရီးယားစာလည်းတက်ထားရယ်ပေါ့နော်ဆိုတော့ចောင်းမှာចောင်းកောက်ပဲဆိုရှင်းဆုံးကပါတယ် အာဟိုတခါလေးကြာသူ့ကိုပြောရတယ်သမီးရမ်းမကပါနဲ့ဆောင်မိုးဝဲနီးပြီးပါညာပေါ့နော်အဲ့လိုမျိုးလေးဟုတ်ဆိုတော့အဲအဲ့အကတော့သူရမ်းဝမ်းသာပါနောက်အဆိုပေါ့ပို့ဆိုလဲသူမတ်ပို့လာအာမတ်ပို့သမီးကြိုက်တယ်အဲ့လိုမျိုးလေးပေါ့ပြီးပို့ကတချင်းနေဖွင့်ပြရမလို့မျိုးလေးဟုတ်တယ်ဒီလိုမျိုးလေးတွေသမီးကြိုက်တယ်သူတို့မြောက်ဆိုရင်တော့ပို့အတိုင်ဖောက်ကြီးတယ်သူကကြည့်ရတာတော့အကနဲ့အဆိုသူအာသနာပို့ပါတယ်ဟုတ် ဘောရာလိုပဲပေါင်းတယ်သူ့ဘာလို့လဲဆိုတော့ခုခေတ်ကကလေးတွေကလေဘောရာလိုပေါင်းပါလေနော်ဟိုတမီးကလိမ်မာရဲ့ဘလောက်ပြောပြောကိုကမမြင်ရတဲ့နေရာမှာသူတင်းနေချာရွယ်ရောက်လာပြီဆိုတော့ရှိမှာပဲအဲ့ဒါကိုကိုကအဲချုပ်ထားလိုက်လို့ရှိရင်သူကပို့ဆိုးသွားမယ်အဲ့ဒီတော့ကိုကဘောရာလိုပေါင်းပြီးတော့အဲတမီးဟိုကလေးကဒီလိုဒီကလေးကဒီလို နောက်ပြီးတော့သူ့ကိုပြန်ပြောတတ်တဲ့လေ့ကျင့်ပေါ့ငငယ်လေးတွေကနေလုပ်ပေးထားရတယ်။ဟိုအကြောင်းမှာဘာဖြစ်တယ်ဟိုဘယ်နားမှာဘာဖြစ်တယ်အကြောင်းကားပေါ်မှာသူကဘယ်လိုပြောတယ်ဘသူဟာအဲ့လိုမျိုးလေးတွေသူကအကုန်ပြန်ပြောတော့ဟိုဘောရာပေါင်းဖြစ်နေရပါတော့။တခါလေးဆိုအေးရအမေရပြောတယ်။နင်တို့အသားမိလားတငယ်ချင်းလား။အဲ့လိုမျိုးလေးပေါင်းရတာပေါ့နော်။ စကားနဲ့ပဲပြောရဲကိုဟိုမရိုက်ဘူးရိုက်တာတော့ငငယ်လေးတွေကမရိုက်ဘူးစကားနဲ့ပဲဒါပေမဲ့တခုတော့ရှိရဟိုအော်တာတစ်ခါလေးကြာစိတ်တော်ရေးနေပပင်းနေပပင်းအဲ့လိုအော်လိုက်လို့ရှိရင်သူကမမေတမီးကိုအလိုမအော်ပါနဲ့ဖြည်းဖြည်းပြောပါဆိုမဟုတ်ဘူးမမေအော်လိုက်တယ်ဆိုတာတမီးကိုရိုက်မိမှာဆိုလို့အဲ့ဆိုမရိုက်ရဘူးပြီငငယ်တော့ကိုတစ်ခါလေးကြာစိတ်မထင်းနိုင်ရိုက်လိုက်တယ်ပေါ့နော်ရိုက်ပြီဟိုဟို စိတ်မကောင်းသူငိုရင်လေကိုကလေအော်ကိုရိုက်လိုက်လို့ကိုသမီးကအသားပဲနာသွားမှာသူအခေါင်းထဲမှာအတိရမှာမဟုတ်ဘူးလေအဲ့လိုဆိုတော့စိတ်တော့တခါကြီးရအော်လိုက်တယ်ဟိုအရင်ကြီးတော့မဟုတ်ပါနည်းနည်းပါအခုနည်းနည်းအသက်ကြီးလာတော့ပို့ဆိုရအော်မအော်ဖြစ်တော့ဘူးပြောချင်တာရှင်မေမေပြောတာဒီလိုမျိုးသမီးကဒါမျိုးမဟုတ်လို့ဒီလိုမလုပ်ရဘူးအဲအဲ့လောက်ပဲပြောဖြစ်တော့တယ်ဟုတ် သူကြိုက်တယ်ဆိုတော့ပေးလို့မှာပါအဓိကတော့သူအခုတင်းနေကြရောက်ပြီသူ16နှစ်ပေါ့16နှစ်ပြည့်လို့ရှိရင်အာသူ့ကိုသူလည်းစဉ်းစားဉာဏ်တစ်ခုရှိပြီသူ့ရဲ့ပညာရေးချင်းလည်းသူ့ဟာသူအနေထားတစ်ခုရောက်ပြီဆိုရင်သူလောက်ချင်တာပေးလို့မှာပါရှင်ဟုတ် ဟုတ်ကဲ့ပါတချို့တွေပေါ့တချို့တွေပေါ့ဒီအမှုပညာနယ်ပဲညီမလေးတို့ပို့လို့ဆိုတော့အဲ့လိုပဲရိုက်စေခြင်းနဲ့မဟုတ်ပါဘောနော်ဟိုရိုက်ခြင်းနဲ့ဒါပေမဲ့အမှုပညာတော့ဆိုတော့ဘယ်တော့မှတော့ဟိုအခုဟိုအချိန်မပေးတော့ပေါ့နော်မရိုက်ဖြစ်သေးတာပဲရှိမယ်အခုချိန်လာရိုက်လို့နောက်ထပ်ဟိုကိုအချိန်ရတဲ့ခါကျတော့ဥမာပေါ့အမေကန်ဆိုလဲအမေကန်ဒေါ်ကန်ဆိုလဲတော့တကယ်အဲ့လိုမျိုးပေါ့နော်ဆိုလို့ရှိရင်လဲဟိုအမှုပညာအတွက်ဟိုတခုကြံခဲ့မယ်ဆိုရင်တော့ရိုက်ဖြစ်မှာပါဒါပေမဲ့အခုကျတော့အချိန်မပေးနိုင်သေးတဲ့အရွယ်မှုလို့ပါအခုထိမှတ်မိပေးချစ်ပေးတဲ့အာပရိသတ်တွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ် 嗯。来来来来来